မတည်ငြိမ်တဲ့ထိုင်းမြန်မာနယ်စပ်ကတရားမဝင်လုပ်ငန်းတွေမှာအမည်တစ်ခုလွှမ်းမိုးနေပါတယ်။ဒီအမည်ကတော့စောချစ်သူပဲဖြစ်ပါတယ်။စောချစ်သူဟာကရင်ပြည်ပခါမှာအဓိကကျသူဖြစ်နေတာဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ပါတယ်။1994ခုနှစ်မှာကရင်မျိုးသားစီယုံ KNU ကခွဲထွက်ပြီးဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA ကိုဖွဲ့စည်းရမှာစောချစ်သူပါဝင်ပြီးမြန်မာစစ်တပ်နဲ့ပူးပေါင်းခဲ့ပါတယ်။ KNU မာဂန်ဒေတာကော်မူးယာကိုတိုက်ယူထိန်းချုပ်ခွင့်နဲ့အကျိုးအမြတ်များတဲ့တောင်ရင်မြစ်တစ်လျှောက် ထူးသဖြင့်ရွှေကုတ်ကူကြီးရွာမှာတစ်ကုံတွေ့ခဲ့ပါတယ်။2010ပြည်နှစ်ရောက်လာတဲ့အခါစောချစ်သူကတစ္ဆာခံမှုနောက်တစ်ဆင့်ထပ်ပြောင်းပြီး DGB ကိုမြမစစ်တပ်အောက်ကနေကြားသောတက် BGF အဖြစ်ပြောင်းလဲခဲ့ပါတယ်။ BGF တပ်မှုအဖြစ်သူဟာမြောက်ရီကအကျိုးမြတ်များတဲ့လောင်ကစားနေဆက်ကုံတွေရေးနဲ့မှောင်ခိုကူးတာတွေကိုထိန်းချုပ်ပါတယ်။2019ခုနှစ်မှာသူ့ရဲ့အရင်းအနှီးပုံမှုကြီးထွားလာခဲ့ပါတယ်။တရုတ်ယင်းနီမြုံနံသူတွေရောက်ရှိလာပြီးရွှေကုတ်ကိုမြို့တည်တိစောက်ခွင့်ရခဲ့ပါတယ်။ ကာစီနိုလုပ်ငန်းတွေနဲ့စိုက်ဘာလိန်လယ်မှုတွေကျေပြန့်လာပါတယ်။2021ခုနှစ်မြန်မာစစ်တပ်အာဏာသိမ်းခြင်းကစောချစ်သူကိုခွင့်လန်းသစ်တွေပေးပါတယ်။ရွှေကုတ်ကိုတာမကအခြားကြားဖြန့်လုပ်ငန်းတွေကို BGF ထိန်းချုပ်ဒေသတလွာဖြန့်ထုတ်လာပါတယ်။ဒါပေမဲ့ကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေကိုမြန်မာစစ်တပ်ကဖမ်းဆီးပြီးတရုတ်နိုင်ငံကိုလက်လွဲပြောင်းခဲ့ပြီး2024ခုနှစ်ဇန်နဝါရီလမှာစောချစ်သူဟာ BGF ကိုမြန်မာစစ်တပ်နဲ့လူသိရှင်ကြားလမ်းခွဲကြောင်းကြေညာခဲ့ပါတယ်။ 2024ခုနှစ်ဧပြီလမှာ KNU ကထိုးစစ်တစ်ခုစတင်ပြီးမြောက်ဝီကိုသိမ်းပိုက်တဲ့အခါစောချစ်သူဟာနှစ်ဖက်ခွကစားပါတယ်မြမစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုစီစဉ်တာကြောင့်စောချစ်သူဟာရွှေကုတ်ကသူ့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အလျင်မြန်ညှိနှိုင်းပြီးဗတ်ပြောင်းခဲ့ပါတယ်ဒို့ပေမဲ့ဒေတာတွင်တဲ့နိုင်ငံတကာဖိအားတွေကြောင့်မြမစစ်ကောင်းဆောင်မင်းဟောင်းလိုင်းအနေနဲ့ရွှေကုတ်ကို KK ပတ်တို့ထဲစစ်တပ်ကိုစေလွတ်ကအ ਨੇ စုံအယောင်ပြနေနေလှုပ်ပြပြီး BGF ကောင်းဆောင်တွေကိုဖိအားပေးနေပါတယ် အကယ်၍အမေရိကန်ဖြစ်စေတရုတ်ဖြစ်စေစောချစ်သူကိုလိုရှိတယ်လို့ထုတ်ပြန်တောင်းဆိုခဲ့ရင်မရောက်နိုင်တဲ့နဲ့ဖန်စီပြီးအဆိုင်မတော်လွှဲပေးပွဲရှိနေပါတယ်စောချစ်သူဘယ်ပြေးမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ